တော့အခုဒီတိုက်ပြီးအချိုးပြူချင်းမပြူချင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့မနေ့ကကျွန်တော်ပြောတယ်ဖူးဖွေးနဲ့အလင်းအောင်လို့ကျွန်တော်အများကြီးပြောတယ်အဲမနေ့ကတုံးကပဲကျွန်တော်သိရတော့မနေ့ကတော့ကပဲကျွန်တော်ရုပ်သံပြောတဲ့အချိန်မှာမပြောခင်လေးနိုင်ပိုင်းတော့လူပဲ၃နိုင်၃နိုင်တော့လူ၄နိုင်တော့လူပြောပေါ့ဗျာမနေ့ကပဲနိုဘာ9ရက်နေ့မှာဖူးဖွေးကိုတက်ဆိုင်ရာဒီလုံချုံတက်ဖို့နေရာတွားရောက်ပြီးတော့ခေါ်ယူမင်းမြန်နေလို့ကြားတယ်ဖမ်းတာမဟုတ်ဘူးကားတော့ထပ်ပြေးအောင်ပြောမယ်ဖူးဖွေးကို ဖိုးရှိတဲ့နေရာကိုလုံညွတ်ဖုံနေရောက်သွားတယ်လို့ကြားတယ်။သွားပြီးတဲ့နဲ့တရားစကားပြောတယ်။စကားပြောပြီးတော့ပူပေါင်းပေါင်းကူညီပြီးကိုထပ်ပြီးတော့မြစ်တာရဲ့ခံရီထပ်လုပ်ခဲ့တယ်။အဲ့တော့လုံညွတ်ဖုံနေလာတဲ့ခါကျတော့ဖိုးရကတော့ဘယ်ညင်းတော့မလဲပေါ့ဗျာ။မညင်းတော့ဘူး။မညင်းတော့ဘူး။မညင်းတော့ပဲလေသူလည်းပေါင်းပါမယ်ဆိုတာမျိုးကြီးဖြစ်လာတယ်။တခါအလင်းရောင်နဲ့ပတ်သက်ရင်တော့အတင်းသတင်းတော့သိမချသေးဘူး။သို့တော့သူလည်းဒါဖိုးဝေးသတင်းကြားရင်တော့သူလည်းဖိုးဝေးနေရတော့စိုးပေါ်စိုးပဲကောင်းပေါ်စိုးပေါ်စိုးပဲဒီဆိုတော့ဗျာ။ဆိုတော့ကောင်းပေါ်ကောင်းပဲကတော့ဘာကောင်းလာလို့ကျွန်မသိဘူး။စိုးပေါ်စိုးပဲဒီဆိုတော့အဲ သူလည်းပါလာလိမ့်မယ်လို့ဆိုရတယ်။ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတခုပဲဖြစ်နေတာသူတို့တွေကပြီးရင်မလုပ်ကြမယ်လို့ခင်ဗျားတို့ထင်တယ်။အခုကျွန်တော်သိရတယ်လို့နိုဝင်ဘာ9ရက်နေ့မနေ့ရက်ရိုက်ကွေးလုပ်ကြတယ်လို့ကြားတယ်။အဲ့ဒီအချိန်မှာရိုက်ကွေးစာကိုဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သူတို့နိုင်ငံတော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကူညီပေးတဲ့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ slogan လေးတွေပေါ့ဗျာ။ပြောပြရတာပေါ့တရားကိုတစ်ခေါက်နှစ်ခေါက်အဲ့လိုပြောပြရတဲ့ဟာလေးမှာတချို့တွေရဲ့မျက်နှာပီးတွေကတယုတ်ဆောင်ပီတာလွန်နေ။တချို့မျက်နှာပီးတွေတယုတ်ဆောင်ပီတာလွန်နေ။တချို့တွေက driver နေရာနေဝင်သွားတယ်မျက်နှာထွက်မပြချင်လို့ driver နေရာဝင်ထိုင်ပလိုက်တယ် ဒရိုက်တာလည်းမဟုတ်ဘဲနဲ့အစ်စ်လည်းမဟုတ်ဘဲနဲ့ဒရိုက်တာနေရာဝင်ထိုင်ပလိုက်တယ်တချို့တွေကဘယ်သူတွေလဲဆိုတော့ထွက်လာရင်တွေ့ပါလိမ့်မယ်ကျွန်တော်မပြောသေးဘူးတချို့တွေကကျွန်တော်မျက်နှာဖောမှကြောက်လို့ဒရိုက်တာနေရာဝင်ထိုင်မယ်တချို့တွေကတချို့ကြတော့အရာကြီးကိုလုံးစူးစီးပေးတဲ့လူလူလူပါလို့လုပ်တယ်အဲလဲရောလဲတယ်နော်လဲရောလဲတယ်အဲပြီးတော့ဘာလို့ဆိုတော့ချို့တွေမျက်နှာပေးတွေမတက်တာလို့လုပ်ရတယ်ဆိုတော့မျက်နှာပေးတွေနဲ့လုပ်ကြတယ် စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချီရေးအတွက်မပူးပေါင်းလို့ဆိုပြီးတရုတ်ဆောင်ဖွေးဖွေးကိုစစ်အုပ်စုကဖမ်းဆီးသွားတယ်လို့အမှုပညာအတိုင်းဝိုင်းကနေသိရပါဗျ။ပြင်ဦးလွင်မြို့မှာစကားရိုက်နေတဲ့ဖွေးဖွေးကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့အမှုပညာလောကသားအချို့က People Spring ကိုအတည်ပြုပါဗျ။ဖွေးဖွေးဖမ်းခံရတာတော့တေချာတဲ့ လင်းရောင်ကိုတော့အတိမပြုနိုင်သေးဘူးလို့အမှုပညာလောကသားတဦးကပြောပါတယ်စစ်ကောင်စီအားပေးတဲ့ Telegram Channel တွေမှာလည်းရွေးကောက်ပွဲလှုပ်ဆော်ရေးအတွက် ခေါ်နေတာမလားတဲ့ Academy များရှင်မင်းသမီးလေးပြင်ဦးလွင်မှာအခေါ်ခံလိုက်ရပါပြီလို့ရေးသားပြီးနိုဝင်ဘာ6ရက်မှာဝါရဖြန့်ချိနေတာတွေ့ရပါတယ်ဒါအပြင်စစ်တပ် Telegram Channel တွေမှာတော့စစ်ကောင်စီဘက်ကခေါ်ယူစစ်ဆေးပြီး campaign မှာပူးပေါင်းပါဝင်ပေးဖို့စီ ယုံနေတာလို့ဆိုပါတယ်စစ်အုပ်စုကအမှုပညာရှင်တွေကိုရွေးကောက်ပွဲဝါဒဖြန့်ကမ်ပိန်းတွေမှာနိုဝင်ဘာ9ရက်နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားပြီးလူသိများတဲ့အမှုပညာရှင်တွေတဲကအလင်းရောင်နဲ့ဖွေးဖွေးကနိုဝင်ဘာ9ရက်ညနေထိဆက်သွယ်မရဘူးလို့စစ်တပ်အမခံထောက်ခံတဲ့ကြော်မျိုးမင်းကလည်းပြောထားပါဗျကမ်ပိန်းမှာမပါဝင်တဲ့အမှုပညာရှင်တွေကိုအာနာတင်ကာလာစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်အပါအဝင်အခြားကိစ္စတွေနဲ့စစ်အုပ်စုကအရေးယူမှဖြစ်တယ်လို့ဂျုံမျိုးမင်းက ချင်း၆ပြောဆိုထားပါတယ်စစ်အုပ်စုကသူတို့စိတ်တိုင်းကျလှုပ်ဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွက်ကအမှုပညာလောကကနာမြကြီးတရုတ်ဆောင်တွေကိုတုံးထားတဲ့ဝါရဖြန့်စက်ကားကိုအော်တိုဘာနောက်ဆုံးပတ်မှာထုတ်လွှင့်ခဲ့ပေမဲ့ပြည်သူတွေဘက်ကအမှုပညာရှင်တွေကိုဝေဖန်ပြစ်တင်မှုတွေနဲ့အတူတပိတ်မှောက်တာ boycott နဲ့လူမှုရေးပြစ်ဒဏ်ခတ်တာ social punishment တွေလှုပ်လာကြပါတယ်ဒါကြောင့်စစ်တပ်လက်အောက်ခံပြည်ကြရေးဝန်ကြီးဌာနကပြီးခဲ့တဲ့အောက်တိုဘာ30ရက်မှာအမှုပညာရှင် အားလုံးကိုအရေးပေါ်အစီ အဝေးခေါ်ပြီးရွေးကောက်ပွဲကမ်ပိန်းအတွက်မဖြစ်မနေပါဝင်ပေးဖို့နဲ့မပါဝင်ရင်အရေးယူမဲ့အကြောင်းချင်းချောက်ခဲ့ပါတယ်စစ်ကောင်စီကသူတို့ရဲ့ဝါဒဖြန့်စကားကိုဝေဖန်လို့ဝေဖန်တဲ့အကြောင်းအရာတွေကိုထောက်ခံလို့ဆိုတဲ့အကြောင်းပြချက်နဲ့လည်းစစ်တပ်ကဒရိုက်တာ၃ဦးနဲ့တရုတ်ဆောင်၂ဦးကိုမတရားဖမ်းဆီးထားပါသေးတယ် ဒီနေ့ည၈နာရီခွဲမှာစစ်တပ်ထောက်ခံတဲ့သတင်းဌာနတစ်ခုမှာတော့ဖွေးဖွေးပြန်လုပြီးအလင်းရောင်ထပ်ဖမ်းခံရတယ်လို့သတင်းဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီအချက်လက်တွေကိုလူတုຫນွေဦးအနေနဲ့တိတက်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။အကျဉ်းကြရာကနေပြန်လွတ်လာပြီးစကားတွေမရိုက်တော့တဲ့အမှုပညာရှင်တွေအပါအဝင်အမှုပညာရှင်တွေအားလုံးကိုစစ်တပ်ကဝါရဖြန့်မှုရိုက်ကူးမှပေးရင်အေးအေးယူမယ်လို့ချင်းချောက်ပြီးနောက်မှဒါရိုက်တာဝိုင်းမီဘွားမင်းလွင်ထက်အော်ရတာအင်ညာကျော်စင်ပြည်တီဦးစားတဲ့နမီကြီးအမှုပညာရှင် တွေပါရိုက်ကူးပေးနေရတယ်လို့စုံစမ်းသိရပါတယ်။နမဲကြီးမင်းသမီးဖွေးဖွေးသည်ယနေ့နိုဝင်ဘာ6ရက်နေ့လယ်ပိုင်းမှာစတင်ကအဆက်အသွယ်ပြတ်တောက်နေပြီးစစ်ကော်မရှင်၏ရွေးကောက်ပွဲဝါဒဖြန့်စကားမရိုက်သဖြင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟုသတင်းများထွက်ပေါ်လျက်ရှိနေကြောင်းသိရသည်။ဖွေးဖွေးမန်နေဂျာကိုဖုံးဆက်တာလုံးဝဆက်လို့မရပါဘူး။အကုန်လုံးဝိုင်းဆက်နေကြတာပါဟုအမှုပညာသတင်းထောက်တဦးကပြောသည်။ စစ်ကော်မရှင်ကယနေ့မွန်လွဲပိုင်းတွင်ဖွေးဖွေးရုပ်ရှင်ရိုက်ကူးနေသည့်နေရာသို့လာရောက်ပြီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသတင်းများထွက်ပေါ်နေတော်လဲမဖအနေဖြင့်တီးခြားအတိမပြုနိုင်သေးပေကျတော့ကြားတာကတော့သူရှုတင်မှာစစ်တပ်ကလာဖမ်းသွားတာလို့ကြားတယ်တီးခြားအတိပြုလို့ကတော့မရသေးဘူးတီးရတာနဲ့ပြန်ပြောပါမယ်ဟုပြည်တွင်းတရုတ်ဆောင်တအူးကပြောသည် ဖွေးဖွေးသည့်လက်ရှိအွန်လိုင်းပေါ်တွင်ပြန့်နှံ့နေသောသတင်းများအရစစ်ကော်မရှင်ပြုလုပ်သည့်ရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင်ပူးပေါင်းပါဝင်ခြင်းမရှိသဖြင့်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုသိရသည့်ဖွေးဖွေးနှင့်ပတ်သက်၍စစ်တပ်အမခံဝါဒဖြန့်လော်ဘီကြုံမျိုးမင်းကလည်းယမန်နေ့နိုဝင်ဘာ9ရက်ကရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင် မပါဝင်မှုနှင့်ပတ်သက်ပြီးအဖြစ်ဖို့ဝါဒဖြန့်မှုများပြုလုပ်ထားသည် ယခုထွက်ပေါ်နေသောသတင်းများတွင်တရုတ်ဆောင်အလင်းရောင်သည်လည်းရွေးကောက်ပွဲဝါဒဖြန့်ကိစ္စများတွင်မပါဝင်လို့သဖြင့်ဖမ်းဆီးခံရသည်ဟုသတင်းများထွက်ပေါ်နေသည်ရွေးကောက်ပွဲဝါဒဖြန့်စောကန်ရိုက်ခိုင်းမှုဆက်သွယ်တာဖုံးမကန်ကြဘူးလို့သိရတယ်ဒါကြောင့်သူတို့ကိုဖမ်းတယ်လို့ကြားပါတယ်ဟုရုပ်ရှင်စီးရုံးနှင့်နီးစပ်သူတဦးကပြောသည်